ားပါရှင်။အခုတစ်ခါဖတ်ပြပေးမယ့်ဝတ္ထုတိုလေးကတော့စာရေးဆရာမင်းကျော်ရဲ့လမ်းမမြင်ကမ်းမမြင်ဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်။နားဆင်ကြပါအောင်ရှင်။တိမ်ထွန်းသည်တောင်ပေါ်မှမစင်းမီအဝေးသို့မျောကြည့်မိပြန်သည်။ ဤလန်းသည်အစင်းလန်းသို့ပေမဲ့တင်းထွန်းဤခြေလန်းသည်တုံနေစေဖြစ်သည်မြင်နေရသောတူယူလန်းသည်သူ့အမြင်တွင်မှုံဝါနေ၏စင်စင်ယခုသူသွားရမည်လန်းကိုသူမသိမဟုတ်သိ၏သို့ပေမဲ့သူထိုနေရာသို့မပြောင်းခြင်းထိုနေရာသည်သူ့နေရာမဟုတ်တော့ဟုသူနားလဲပါ၏နောက်ဖက်သို့လှည့်ကြည့်မိပြန်သည်ဖရမ ्यास ီသည်အရေးသည်အေးမြလာစွာ၏ ဆဲလဲတန်သည်လဲချိုမြိန်လှစွာ၏ဤနေရာမှတိမ်ထုံမခွာခြင်းဤနေရာမှခွာခဲ့လျင် သူထိုနေရာသို့ပြန်ရပေအောင်မည်ယခုအချိန်ထိုနေရာသို့ပြန်ရခြင်းသည်စတုဒ္ဓအချိန်သို့ပင်မဲ့ယခုတစ်ချိန်ပြန်ရခြင်းသည်ယခင်နှစ်ချိန်ကပြန်ရောက်ခဲ့ခြင်းမျိုးနှင့်မတူသည်ကိုကသူသိပါ၏ယခုအနေထားသည် သူမကြမကြပြောတတ်သောခေကျန်းကြီးကအနေထားမျိုးမဟုတ်သည်ကိုသူသိပါ၏ သူထိုနေရာသို့ပထမဆုံးအကျင့်ရောက်လာခဲ့ရသောအဖြစ်ကိုသူမမေ့။ဒီတုန်းကသူအသက်17နှစ်22နှစ်လောက်ပဲရှိအောင်မည်။ဖာပြောပြော သူတရက်ကလေးထောင်သို့သွားရမည်ဆိုခြင်းကို သဘောကျခဲ့သည်။နေစရာမရှိ စားစရာမရှိနေနေရသည်ထံထောင်ထဲမှနေရသည်က ကောင်းအောင်မည်ဟု သူယူဆလိုက်သည်။ထို့ကြောင့်ခိုးမှုပြစ်ဒဏ်ဖြင့်တိမ်ထွန်းဤနေရာသို့ပထမဆုံးအကျင့်ရောက်ခဲ့ရခြင်းဖြစ်သည်။ ပထမဆုံးအကျိန်ဆိုတော့သူ့အဖို့အသည်အစမ်းကြီးမိရထားစီခဲ့ရသည်ကို သူပြောသည်တင်မောစီခဲ့ရသည်ကိုလည်းသူသဘောကြ၏ဥဒတိုင်းကြီးထီထီမမကိုမြင်ရပေမဲ့သူမတုံ့လှုံသို့ပေမဲ့အဝင်ဝမှာသူငိုင်းနေမိသေးသည်အသည်အစမ်းကိုအံ့ဩနေတာလည်းဖြစ်၏ထဲဝင်လေကွာသူ့ဘေးကရန်လျက်ပါလာသောရဲအမှုတန်း၏အတန်ကြောင့်ခြေလှမ်းလိုက်ပါ၏ဖြောင်းကနေအတန်ကိုကြားလိုက်ရသည်ထင်သည် ။ညိုသက်ကြီးမှနာသွားသည်။ဘယ်ကဘလို့ကြလာမှန်းမသိသောဝရင်တုံ။ဖားမြစဉ်းစားနေချိန်မရလိုက်။သူ့ခန္ဓာကိုယ်တည်တည်ကလေးသည်ရှေ့သို့ငှိုက်ကြသွား၏။အမလီပြအွန်လိုင်းမိသလားပင်မသိ။မောက်လျားထိုးလဲကြရမှပြန်အထားတွင်မျက်ရည်သွဲကျနေသောမိမိအဖြစ်ကိုပင်မိမိမသိ။တွား!ဝမ်ဝါစာဝေးဝေးနေဝင်းမရှုံနဲ့ဝရင်တုတ်စာမိသွားမယ်ဒီနေရာရောက်ရင်ဒီဝါလေးလုံးကိုမှတ်ထား ထိုစကားမမထန်ထန်ကို ကြားလိုက်ရသောအခါခန္ဓာကိုယ်သည် တုံသွားသည်သူ့ဘေးကဝရင်တုတ်ကင်လျက်သားလူကြီးကို သူပီပီတာတာမမြင်နိုင်ရဲရဲလည်းမကြည့်ရင်မျက်ရည်စားကလည်းဝေနေသည်မိတို့ဖြစ်စီဝါလေးလုံးဆိုသောစကားကိုကတိမ်ထွန်းမှတ်ထားလိုက်မိသည်ဝါဝါစာ ဝေဝေနေဝင်မရှုံနဲ့ဝရင်တုတ်စားမိသွားမယ်ဝါဝါစာဟူသောဆောင်းဘုတ်ကသူကြိုက်ပါသည် သူ့အဖို့ဝဝမစားခဲ့ရသည်မှာကြာပြီမဟုတ်လားထို့ကြောင့်လဲယောက်စာညစာကိုတော့သူအမှန်ပဲဝဝစားရတော့မည်ဟုမျှော်လင့်ခဲ့သည် ထို့ကြောင့်အဝင်ကဘူးမတိဘာမတိခံလိုက်ရသောဝရင်ဒုစာကို သူမေ့ပြလိုက်သည်မှန်သည်ဝဝစားရမည်ဆိုရင်ဒီတစ်ချိန်မျှသောဝရင်ဒုစာလောက်ကိုသူမမှုပါဝဝမစူထားနဲ့ထမင်းတလုံးမုတ်တစ်ချက်မျှမစားခဲ့ရသည့်ရက်တွေကိုပင် သူကြုံခဲ့လာပေပြီ။ ဆိုင်ဘော်ကမုံကိုဆိုင်ရှင်အလစ်တွင်သူခိုး၍စားခဲ့သည် ထမင်းတလုံးအတွက်လည်းသူအလစ်၌ခဲ့သည်လူမီး၍အယိုင်းနှက်ခံခဲ့ရသည့်အကျိန်တွေလည်းမနှဲတော့ထိုထမင်းတလုံးမုတ်တစ်ချက်အတွက်အကျိန်ချင်းအယိုင်းနှက်ခံခဲ့ရသည်နှင့်စားလျင်ဒီနေရာတွင်အမြဲတမ်းဝဝစားနိုင်ဖို့ဝရင်တုတ်တစ်ချက်သည်ဘာမျှမှုလောက်သည်မဟုတ်သည်သို့ပေမဲ့ဒီတုတ်တစ်ချက်စားပေမဲ့နာတော့အနာသား ယခုထမင်းစားဆောင်တို့လာခဲ့သည့်အထိခြေတော်ကထောနေထောနေထမင်းပွဲကိုမြင်တော့လန်လျာကုံတွင်ဝင်ထိုင်ရမည်ကိုပင်ဝန်လေးသွားသည်ကြည်စမ်းပါအောင်ထမင်းမှာဟုတ်ပါလေးစားစံဆိုသည်မှာအဖြူဖြစ်မှန်းတော့တော့တိမ်ထွန်သည်သည်ဒီလိုဆိုထမင်းလည်းဖြူရမည်သို့ပင်မဲ့နီကြည်ကျန်ထမင်းမျိုးကိုလည်းတိမ်ထွန်စားဖို့ပါ၏ဒီတော့ထမင်းဆိုသည်မှာအဖြူသာမဟုတ်သည်နီကျင်ကျင်လည်းဖြစ်နိုင်သည်ကိုသိပါ၏ သူပါလျက်သူရှိက ထမင်းဆိုသောအရာကမဲညင်းညင်းမတက်နိုင် ထမင်းဟုဆိုနေသည်ပဲတမနဲ့လုံးလဲဘာမှမစားရသည် စားရပေမည်ရှိကအေးတောက်ဟင်းသည်ဘာမှမသိစီပါသည်မပါသည်ကအေးမကြည့်ထမင်းခွက်ကိုနှိုင်းလိုက်သည်ဆန်စည်းနှင့်ကြောက်ခဲနှမ်းခြင်းချက်ထားသော ထမင်းကို ပထမဆုံးကြိမ်တွေ့ရခြင်းတိမ်ထုံရုတ်တရက်နားမလဲဆန်နှင့်ကြောက်ခဲနှမ်းခြင်းချက်ပြုတ်စားတောင်းနေကြသည်မဟုတ်မှန်းကိုကသိပါ၏ သူပါလျက်သူရှိက သူ့လိုကလေးတွေပင် ထိုထမင်းခွက်ကိုအငမ်းမရစားနေသည်ကိုတော့သူလည်းမနေတာစားလဲစားလာပြီကိစ္စမရှိပါကြောက်ခဲကိုဘေးဖယ်ရမည်ပေါ့မဖြစ်သေးသူ့ပတ်ဝန်းကျင်ကကလေးတွေထဲမှာကြောက်ခဲကိုရွေးဖယ်နေသူတယောက်များမရှိဟင်းရီကို ခွက်ထဲလောင်းထင်ရောနေပြီးအာရပါရစာကြလစ်ခနဲ့သွားကကြောက်ခဲကိုဝါမိတော့မှထွေးထုံတချို့ဆိုထွေးရွေးပင်မထုံ ကြောက်ခဲပါဝါချလိုက်ကြသည်ဒီတော့တိမ်ထွန်းသည်လဲဒီအတိုင်းကျင်ရမည်အရေးကြီးသည်ကဝါဝါစားရဖို့တိမ်ထွန်းအာရပါရစားသည်ခဏချင်းပင် သူ့ခွက်ထဲကထမင်းပြောင်းလေးပြီသူ့ပင်မဲ့သူ့မဝါသည် သူ့ဘေးကကလေးကိုငဲကြည့်သည်ပြီးထမင်းဘယ်မှာရမလဲသူ့ဘေးကကလေးငဲသည်သူ့ကိုနားမလဲသလိုကြောင်ကြည့်လာခြင်းကို သူ့ဘာမျှသဘောမပေါက်အတိတ်ပဲတစ်ခုခုရှိမည်ဟုလည်းမထင် ကလေးငယ်ကစကားပြန်မပြီးသူ့ထမင်းကိုသာ သူ့ငုံစားနေလိုက်သည်။ဘာလဲကွမင်းကထမင်းထက်လူချင်းလို့လား။သူ့ရှိကအတန်းဟုတ်တယ်။ရမယ်ရမယ်။သွားဟိုးဟိုဘက်ကတဲကြီးထဲသွားတော့။သူ့ထက်နှစ်နှစ်သုံးနှစ်ခန့်ကြီးမြင့်ထင်ရသောကလေးကပြောသောစကားကိုသူ့ဘာမျှတန်တရားမဖြစ်။သူ့နေရာမှထားသည်။ထမင်းစားဆောင်၏အဝါစီတို့လာခဲ့သည်။ဒါပဲလေ။ တကားဝါမှဒုတ်ကင်ထားသောလူကြီးအတန်းထမင်းလူချင်းလို့ဘာထမင်းမဝသေးလို့ပါဩထမင်းမဝသေးလို့ဟုတ်လားဟုတ်ပါတယ်အေးမဝရင်မင်းအမေလင်စီသွားတောင်းကြည့်ပေါ့ပေးလိုက်လိမ့်မယ် စကားအဆုံးတွင် တင်မားကိုပိတ်ကန်ခံလိုက်ရသည် ထမင်းခွက်နှင့်အတူအရှိတ်သို့ဟတ်ထိုးလဲကြရလိမ့်ပြီးဝါကနေရည်တန်တွေကိုလည်းကြားလိုက်ရသည်သို့ပင်မဲ့တင်းထွန်အခြေအနေကိုမသိသည်ဝါဝါဆားရအုံမြီမျောလင်းစဉ်သို့ဖြင့်စပိုဆောင်တို့လာခဲ့သည် ထမင်းကိုကမရနှရင်ကိုသာခက်ပြင်းပြင်းအခြားခံခဲ့ရလိမ့်သည်တင်ထုံအဖို့ထိုနေရာဤပထမနေ့အတွေ့အကြုံဒီတော့နာလာသည်ဝမ်းလဲနေသည် ဒေါသလည်းဖြစ်သည်ထို့ကြောင့်နောက်တနေ့မနက်အိယာတဲ့ကိုလဲလှုပ်ရှားခွင်သို့ရောက်သည်နှင့်ဆရာကြီးဟုခေါ်ရသောထောင်မှူတန်းကဟေ့ကောင်မင်းကလူသက်လားမေးသောအခါဟုတ်တယ်ခက်ပြက်ပြက်ဖြေခဲ့သည်ဘာမှုလဲခိုးမှုဟာဟာဒီရွေးနဲ့တခိုးဖြစ်နေပြီဆိုပါတော့တိမ်ထုံမဖြေမင်းအဖေမေတွေကတခိုးထင်နေမဟုတ်ဘူး ဒါဖြင့်မင်းအဖေအမေတွေကဘာလုပ်တယ်လဲမသိဘူးဘာကွတိမ်ထုံနှုတ်ဆိတ်နေလိုက်သည်ထက်လဲသူဘာမှမပြောတမ်းဟေးအောင်မင်းနေရာမကြောက်ဘူးလားကျွန်တော်မှမသိတာမင်းအဖေအမေဘာလုပ်မှန်းတော့မင်းမသိဘူးဟုတ်လားဟုတ်တယ်မသိဘူးဒါဖြင့်မင်းအဖေအမေနာမည်လောက်တော့မင်းသိရမှာပေါ့ဟွန်းဘာကျွန်တော်မသိဘူး တိန်ထွန်းအတန်သည်မတိမသာ တုံလာပေပြီ။မှန်သည်တိန်ထွန်းသည် သူမိဘများဘာလို့ဒီကိုမဆိုထားနေ။ညီသူမျိုးဝဖြစ်ဒီကိုပင်မတိရိုးအမှန်။တခုပဲသူသည်သည်။သူလူမှန်းတိတဆအရွယ်မှာသူအိမ်တိမ်တွင်နေရသည်။ဥပါဆန်နှင့်ဒေါ်စောခင်။သူတို့မှာတာသမီ၃ယောက်ရှိသည်။ဥပါဆန်ကကားဒရိုက်ဘာ။ပထမတော့တိန်ထွန်းသူ့ကိုယ်သူဥပါဆန်သားဟုပင်ထင်သည်။ နေငါယောက်ျားကိုအဖေအဖေမခေါ်နဲ့နေငါတို့သားမဟုတ်ဘူးဒေါ်စောခင်စီကစကားကိုကြားရစာကသူ့နားမလဲယုံလဲမယုံတညာတွင်မင်းကလည်းကွာခလေးအငယ်အောင်ဘာလို့သွားပြောရတာလဲအိုးအငယ်လို့မကသေးသေးပေါ့ကျုပ်တို့ခလေးမှမဟုတ်ဖဲဟာမဟုတ်မဟုတ်ဘူးပေါ့တော်ကိုရှိတယ်အလကသူများလင်မယားချင်းကွဲတာတုံးကကြားတဲ့ကအမျက်ရသွားတာအဟုတ်ထင်တယ်ပေါ့ဟိုကွာ မဆောခင်ကလည်းတော့ဒါတွေဘာလို့ပြောနေလဲငါလည်းဒီလင်မရရှာနေတာပါ တွေ့ရင်သူတို့ကလေးပြန်ပေးလိုက်မှာပါတော်ကသာရှာနေဟိုကောင်မကလည်းသူ့လင်မရင်ငယ်နဲ့ဆင်းသွားကြတဲ့ကသူလည်းနောက်လင်ယူပြီးသွားပေါ့ဟာသူတို့ကိုယ်တိုင်ကသူတို့ကလေးသူတို့မခင်လို့ဒီတဲစုပ်ပေါ်ဒီအတိုင်းပြစ်သွားတာတော်ကကြားတဲ့အနေသားကြီးဒါကြောင့်ကြုတ်အဆကလေးကပြောတာတော်ကဘာဆိုင်လို့ဒီကလေးခေါ်ထားရတာလေ ထိုလီမယားစကားကိုကြားရသောအခါတိမ်ထွန်းတုန်လှုပ်ခဲရလေတော့သည်ပြီးတော့ဘာလို့ရမှန်းပဲမသိတော့သို့ပေမဲ့သူ့အဖြစ်အမှန်ကိုသူသိခြင်းသည် ထို့ကြောင့်သူတို့ကလေး၃ယောက်ထဲကအကြီးမင်းကလေးစီမှာသူစုံစမ်းကြည့်သည် ရေရေရာရာမဟုတ်ပေမဲ့အဖေနောက်မရယူပြီးအိမ်ပေါ်မှဆင်းသွားသည့်အထိသူနှင့်သူ့အမေတဖက်တဲကလေးမှနေခဲ့ကြသေးသည်ထို့နောက်တလာအကြာတွင်အဲ့ဒါပဲ နင်တို့အမေဆိုတာလာပြီးဘဲသွားမလို့ဆိုလဲဟာငါလည်းမသိပါဘူးကိုငွေသွားမယ်လို့လည်းပြောတာပဲအဲ့ဒါနင့်ကိုတို့အိမ်မှာခဏထားသွားတာခုထိပြန်မလာဘူးအမေပြောတော့နောက်ထပ်ယောက်ျားယူသွားတယ်ပြောတာပဲအကြည်မင်းကလေးဆက်ပြောခဲ့တော့သူဘဝတီကလေးကဤအိမ်မှကလေးလေးယောက်တွင်မိမိတယောက်တည်းအနှိမ်ခံနေရသောအဖြစ်ကိုတိမ်ထွန်းနားလဲလာသည်။ကြောင်းနေချင်းအရွယ်ရောက်သည့်အထိ သူเจ้าမနေရတော့အဖြစ်ကိုလည်းသူသဘောပေါက်လာသည်သူအကျဉ်းချင်းအစူပူခံရသည်ကိုလည်းနာကြီးကြီးတခါဝမ်းနေကြီးတလဲဖြစ်ယုံမှအပါ သူဘာများမတန်နိုင်မိတို့ဖြစ်စီသူတနေ့နေ့တွင်ဤအိမ်မှထွက်ရမည်ဟု၍ကသူဆုံးဖြတ်ခဲ့သည် သူဖြင့်ရှင်းနှစ်ကြော်ကြော်တွင် သူဥပါစံတို့အိမ်မှထွက်ခဲ့ခြင်းဖြစ်သည်ဘယ်တွင်ရောက်၍ဘယ်တွင်ပေါက်ခဲ့သည်ကိုပင် သူမသိတော့စားခြင်းလျင်တောင်းသည် တောင်းယုံဖြင့်မလုံလောက်သောအခါခိုးသည်ကြုံရမှာအိတ်သည်ဝိစရာမရှိလျင် အလစ်တုပ်သည် သူရန်ကုန်ရောက်လာသောအခါအသက်ဆယ်နှစ်ကျော်လေးပြီညာစည်းတန်းသည် သူ့စကြက်ဖြစ်ခဲ့သည်ဤနေရာတွင်သူခိုးသည်လစ်သည်ပြီးဘိုးချုပ်စီဘူဒါပလက်ဖောင်းကြုံရတွင် သူအိတ်သည် သူ့မိဘတွေကိုရှာဖို့သူစိတ်မကူအမည်ကိုပင်မတိမှတော့လေရှာ၍ရနိုင်မည်မဟုတ်သည်ကိုကသူသိသည် ရှာစရာလဲလူသည်မထင်တော့ထို့ကြောင့်လဲယခု သူမိဘအမိကို မေးလာသူအားသူအမှန်ပဲမသိကြောင်းဖြေခဲ့ခြင်းဖြစ်သည်ထို့ပေမဲ့ထိုလူကြီးသည်တိမ်ထွန်းအဖြေကိုကျဉ်းနှံ့ပုံမပေါ်ကို့အဖေအမိတော့မသိဘူးဆိုတဲ့ကကဲဒိုက်ထိုးစမ်းကွာဒိုက်ထိုးလေကွာသူမသိမင်းကိုဒိုက်ပင်ထိုးခိုင်းတာကွာဘေးကကလေးတယောက်ကဝင်ပြောသည်ဒီအထီလဲ သူပြစ်ဒဏ်ခံနေရပြီဟုသူမထင်ထက်၍ထက်၍အမိတ်ပေးနေသောကြောင့်သာမြေပြင်ပေါ်တွင်ဂျွန်းထိုးပြလိုက်ရသည်တကျင်းထက်ထိုးလေကွာနောက်တကျင်းထိုးသုံးကျင်းမြောင်ရက်မနေနဲ့အကျင်း20ပြအောင်ထိုးသူသဘောမပေါက်သည်ထိုးလေ၄ကျင်း၅ကျင်း၆ကျင်း၇ကျင်းဘာလို့ရက်ရတာလဲအကျင်း20မပြည့်မချင်းထိုး ူရှစ်ကြိမ်မြောက်မထိုးမီပင်လူကြီးဤလက်ဝါးကပါပေါ်သို့အရှိန်ပြင်းပြင်းကြလာခဲ့လေပြီဤသို့ဖြင့်တိမ်ထွန်းသည်ဤနေရာဤအကြောင်းကိုတက်နေပြီးတနည်းတစ်ချိန်ပြီးတစ်ချိန်နားလေလာခဲ့ရခြင်းဖြစ်သည်ဖားခုံမိချောင်းတန်မော်တော်ဆိုင်ကယ်စီးဆိုသည့်ပြစ်ဒဏ်အမျိုးမျိုးကိုလည်းခံလာရသည်ဂျူနီယာဆောင်အခေါ်အသက်15နှစ်အောက်ကလေးတွေနေသောအဆောင်မှပင်အချင်းချင်းထိုးကြကြိတ်ကြသည့်အဖြစ်တွေကိုလည်းကြုံလာရ၏ ဆရာကြီးဟုခေါ်ရသောထောင်ချက်များ၏ဒုဆာကိုလည်းအဖန်ဖန်ခံလာရ၏လက်စားတက်တော့ငရဲဆိုသည်မှာဒီနေရာမျိုးပါကလားဟုပင်ထင်လာသည် ထို့ကြောင့်လေသူထက်တစ်နှစ်သာကြီးသောမောင်ခွေးကပြေးကြစို့ဟုဆိုလာသောအခါဤနေရာရောက်၍မှတစ်နှစ်ပြည့်ုံရှိသေးသည်တိမ်ထွန်းသည် မောင်ခွေးနှင့်အတူဤနေရာမှထွက်ပြေးခဲ့ခြင်းဖြစ်လေသည်ဖာပြောပြော မောင်ခွေးကိုသူခင်သည်ဘဝချင်းလဲတူသည် မောင်ခွေးသည်လည်းသူ့မိဘကို သူမသိဟုဆို၏မိမကြီးတယောက်အိမ်မှာအခန်းအိပ်စေဘဝနှင့်နေခဲ့ရသည်မှအပါမောင်ခွေးဘာမှမသိတခုပဲသူသိသည် သူ့ကို ထိုမိမကြီးကခွေးကောင်ကလေးဟုခေါ်မြဲဖြစ်၏ရိုက်နှက်ဆဲဆိုမြဲဖြစ်၏ထို့ကြောင့်ထိုမိမကြီးအိမ်မှာပစ္စည်းတချို့ကိုခိုးပြီးထွက်လာခဲ့သည်ဒီတုန်းကသူ့အသက်၉နှစ်သာအိမ်မှထွက်လာခဲ့ပြီးမကြာမီကပင်သူ့အဖန်ခံရသည်ထို့နောက်အမေကြောင့် ယခင်ဒေါ်တီတီလူကြောင့်ယခုအင်အားလန်းလူငယ်တင်တန်းတို့ရောက်ခဲ့သည်ထို့အခါသူ့အမိကိုသူ့ဘာသာပင်မောင်ခွေးဟု ပေးခဲ့ခြင်းဖြစ်၏အဖေအမိအမေအမိကိုကမသိဟုဖြေယုံမှအပဘာများမပြောတတ်ခင်မောင်ခွေးအမိကြောင့်မှလည်းမပြောပါ ထို့ကြောင့်နောက်တစ်နှစ်တွင် မောင်ခွေးသည်အမိကြောင့်မှအဖော်ကောင်းနှင့်အတူထွက်ပြေးခဲ့သည်သို့ပေမဲ့သူ့အပြင်မှာကြာကြာမနေရ၁၇နှစ်သားမပြည့်မီတွင် ူကဘာအေးလူငယ်တင်တန်းတို့ရောက်ရပြန်သည် အပြင်မှလိုအဖော်တွေနှင့်ခိုးလိုက်လဲလိုက်လဲလိုက်ပတ်လိုက်မနေရတော့လဲမောင်ခွေးကဘာအေးလူငယ်တင်တန်းနိုင်မပြောအဖော်တွေကလည်းဆုံးပြီးအလဲအပတ်ကလည်းတက်ပြီးသူဖြင့်ကဘာအေးလူငယ်တင်တန်းဆယ်လားအကြာတွင်မောင်ခွေးတင်တန်းမှထွက်ပြေးခဲ့ပြန်သည်အပြင်မှအပေါင်းအသင်းတွေကစောင့်နေသည်ယခုတစ်ချိန်အပြင်သို့ရောက်လာသောအခါမောင်ခွေးဆရာကြီးဆိုသူကိုစားတွေ့ရသည် ထိုဆရာကြီးဆိုသူဤညွှန်ကြားချက်အရမောင်ခွေဈေးတကလည်းပတ်၍အလင်း၌တက်လာသည်ခိုးတက်လာသည်သုံးလေးလာကြသောအခါဆရာကြီးဆိုသူကမောင်ခွေကိုယာရုတိုးပေးမည်ဟုပြောလာ၏မောင်ခွေဝမ်းသာသည်ဘဝင်လဲမြင့်သွားသည်ဘတ်စကားပေါ်တက်ရတော်မူခပိုင်း၌ဂိုင်းဝင် ဖြစ်ရတော်မူဒီအလုံးမှာ သူပို့ပြီးကျွမ်းကျင်လိမ့်မည်ဟုမျှော်လင့်သည်ကျွမ်းကျင်ချောင်းလဲပြခြင်းသည်ထို့ကြောင့် တရားဝင်ယာရုမတက်မီမှာပင်ဆရာကြီးဤနီးပြသင်တန်းပင်မတက်ရသည် မောင်ခွေဘတ်စကားဘောတက်၍ပညာပြလိုက်လေတော့သည် မောင်ခွေအဖန်ခံရလေသည်သို့ဖြင့်မောင်ခွေ ပထမဆုံးအချိန်တရားဘောစတဲသို့ ရောက်ခဲ့ခြင်းဖြစ်လေ၏ ဤသို့သော မောင်ခွေဤဘဝဖြစ်စဉ်ကိုတိမ်ထွန်သိရစားကားပင်တိမ်ထွန်သည် မောင်ခွေကိုအထင်ကြီးခဲ့သည် သူထက်တစ်နှစ်မြားကြီးယုံနှင့် အတွေ့အကြုံများပြီးဖြစ်နေနှင့်သည်ကိုတိမ်ထွန်အားကြသည်သို့ဖြင့်မောင်ခွေအစီစဉ်ကိုတိမ်ထွန်လိုက်နာခဲ့ခြင်းဖြစ်သည်ထွက်ပြေးခဲ့ကြစဉ်ကတော့လေဘာအစီစဉ်မှကြိုတင်ပြုလုပ်ထားခြင်းမရှိအစီအစဉ်ပြုလုပ်ရအောင်နှစ်ယောက်စလုံးပတ်ဝန်းကျင်အခြေအနေကိုမသိတခုပဲတည်သည် နှစ်ဦးစလုံးရန်ကုန်မှတရက်သို့ရောက်လာခဲ့ခြင်းဖြစ်၍ရန်ကုန်ပြန်နိုင်သည့်ခရီးကိုသာတည်သည်။ဒါကလည်းတင်ဘောတဒံယထာတဒံခရီးကိုသာတည်သည်။တခြားခရီးမတည်။ဤအခြေအနေမျိုးမှာပင်ညနေရေချိုးအစဉ်တွင်နှစ်ယောက်သာထွက်ပြေးခဲ့ကြခြင်းဖြစ်သည်။မျိုးဘက်ကိုကမသွားရင်မြစ်ကြောင်အတိုင်းစံတက်ပြေးခဲ့ကြသည်။ခြုံထဲမှာပုံကြီး၊ကိုင်းထဲမှာပုံကြီးနှင့်ပြေးခဲ့ကြ၏။ အမောင်လွှမ်းလာသည့်အထိဘာမှမစားကြရသည်ဘယ်ရောက်၍ဘယ်ပေါင်မှန်းလဲမသိနောက်ဆုံးလူတန်သူတန်ကြားမှရွာတရွာနာရောက်လာမှန်းသိ၏တို့ပေမဲ့ရွာတဲ့သူရုတ်တရက်မဝင်ရင်ရွာတဲ့ရောက်ပြီးဘော့စတဲသူပြန်ပို့ခံရလျင်မသက်သာတိုက်ပိတ်ခံရဖို့ကတေးကြသည် ထို့ကြောင့်ရွာဘေးမှာပုံနေသေးသည် လူကြီးတိတ်လျင် ရွာထဲဝင်ပြီးခိုးမြင်ပထမစားစရာဒုတိယငွေ သို့မဟုတ်ပစ္စည်းတစ်ခုခုစားစရာကလောလောဆယ်ပြဿနာငွေသို့မဟုတ်ပစ္စည်းကရန်ကုန်ပြန်ဖို့စီရင်ဒီမှာတော့နှစ်ယောက်သားတက်သည်များမှတ်သည်များအစီအစဉ်ဆွဲကြသည် အစီအစဉ်အတိုင်းဆောင်ရွက်ကြ၏ချက်ချင်းပင်လူမိခံရသည်သူတို့ကိုမိပြီဆိုသည်နှင့် ထိုကလေးနှစ်ယောက်ဘဲကားဖြစ်သည်အဘဲကြောင့်ရောက်လာသည်ကိုရွာကလူတွေတီးသည်ရွာကလူတွေအနေနှင့်တော့လေဘော့စတဲအကြောင်းကိုတီးပြီးဖြစ်သည် ထို့ကြောင့်လဲပေါ်စတယ်ကထွက်လာသည်များကလေးတွေကိုကူညီဖို့ဝင်မလေးကင်တီတော့သူတို့နှစ်ယောက်ကံကောင်းသည်ဟုဆိုရမည်သို့ပင်မဲ့တိမ်ထွန်းကံမကောင်းအပြင်ရောက်၍မှတနည်းမပြည့်သည် မောက်ခွေးစီကပညာတွေကိုမှကုံအောင်မတင်ယူရသည်တိမ်ထွန်းဒုတိယအကြိမ်ပေါ်စတယ်သို့ရောက်ခဲ့ရပြန်လေသည်ဒုတိယအကြိမ်ရောက်ဆိုတော့တိမ်ထွန်းပို၍အနှိမ်ခံရသည် ရောက်ရောက်ချင်းတိုက်ပိတ်ခံလိုက်ရသည် ။ထို့ပေမဲ့တိမ်ထော်မမှုတော့အမှုတန်းတွေပြစ်တံပေးသည်မ။ရိုင်းနှက်သည်မခံရသည်ကိုအချင်းချင်းအပေါ်မှာတိမ်ထွန်ဖီတက်လာသည်။အနိုင်ကျင့်တက်လာသည်။ဒီတော့တိမ်ထွန်အမိသည်ဂျူနီယာဆောင်ကိုကြော်၍ထင်ရှားလာသည်။သူ့အသက်15နှစ်မပြည့်မီကပင်15နှစ်အထက်အဆောင်များ၌တိမ်ထွန်းအမည်ထင်ရှားလာ၏။ဒီအသက်အသည်အရွယ်နှင့်ဒီမြထင်ရှားလာသည်ကိုမနာလို့တိမ်ထွန်းအဖို့ကဘာများမထူး။ဒီနေရာမှာက ကိုကဦးလင်းဦးမဦးလင်းကိုခံရမည်ဟုတွက်ပြီးသားသို့ပေမဲ့ထောင်အမှုတန်းတွေကအစတိမ်ထွန်ကိုမညာတခါတလေသူတို့ကိုယ်တိုင်ရိုက်သည်တခါတလေတက်ကြီးဆောင်ကကလေးတွေကိုမြှောက်ပေးသည်တို့ဖြင့်6လအကြာတွင်တိမ်ထွန်ခေါင်းကွဲခဲ့ရသည် အမှန်တော့လေတိမ်ထွန်သည် အစကတည်းကကြွဲကြိုအမည်ရအောင်ခိုင်အကြောင်းကိုတီးပြီးဖြစ်၏အောင်ခိုင်သည်လေဝေတန်တရားဆောင်၌ထင်ရှားပြီးဖြစ်သည် လူတကာကိုလောက်လေးကွာလက်ကင်ကျွဲချိုဖြင့်ထိုးတက်ခဲမှုကြောင့်ဤနေရာသို့ရောက်လာသူဖြစ်သည်အသက်ကသာ15နှစ်ကျော်ကျော်ရှိအောင်ကြီးမျက်နှာကခတ်ထန်းသည် လူတက်မှုဆိုတော့တခြားကလေးတွေကပါလေးစားသည် ထောင်ချက်တွေကိုယ်တိုင်ကသူ့ကိုလူမိုင်းမြောက်စားထားတော့ပူကြွားသည် တခါတွင် ထင်းခွဲနေရာမှာ အချင်းချင်းရံဖြစ်ခါပေါက်စိန်နှင့်ပေါက်ရတဖက်လူအရှောင်ကောင်း၍သာပွေခြင်းပြီးမဖြစ်ခဲ့သည် ကျွဲကြိုအဖို့လဲဒုတိယအကြိမ်လူတက်မှုမဖြစ်ခဲ့သည်ဒါတောင်ကျွဲကြိုမကြည်နှံထင်းချမ်းနဲ့လိုက်ရိုက်ခဲ့သေးသည်တစ်ဖက်ကလေးခေါင်းကွဲခဲ့ရ၏တို့ပင်မဲ့သူအပြစ်မရခင်ကျွဲကြိုနှင့်ပတ်သက်၍တိမ်ထွန်ဒီလောက်တော့နားလေသည်တို့ပင်မဲ့သူအပေါ်ဘိုးချဖို့စူးစားလာပြီဆိုတော့အခါသူဘာမှမမှုတော့ဟဲ့တိမ်ထွန်ဆိုတာမင်းလားကွာ ဆိုလာကညာနှင့်မိမိထက်အသက်၃နှစ်နီးပါးကြီးသည်ကိုပင်ဂယုမဆိုင်ဟန်ဖြင့်အေးမတီမရီဖြေခဲ့သည်ထို့ကြောင့်လဲကျွဲချိုပို့၍မခံမရမ်းနိုင်ဖြစ်ရဟန်တူ၏တီတော့ပို့ပြီးအနိုင်ကျင်ဖို့စိတ်ကူးသည်တိန်ထွန်းကလည်းဆက်ဆက်ထီမခံသို့ပေမဲ့ဒီတချီမှာတော့တိန်ထွန်းခံလိုက်ရလေတော့သည်ကျွဲချိုလက်ချက်ဖြင့်တိန်ထွန်းကောင်းကွယ်ရသည်တိန်ထွန်းကျွဲချိုကိုမကျေနပ် နောက်လေးလအကြာမှာပင်တိန်ထွန်ကျွဲချူကို လက်စားခြေနိုင်ခဲ့လေသည်တိန်ထွန်အခွင့်ကောင်းဆောင်ခဲ့သည်မှာ လီလာရှိပြီထိုနေ့ကကျွဲချူနွားចောင်းတာဝန်ကြသည်ထိုနေရာသို့တိန်ထွန်လစ်ပြီးလိုက်သည်အဆောင်တွေအလင်းအိမ်ငိုက်နေသောကျွဲချူကိုတိန်ထွန်ဝလုံးအမွှာမွှာကွဲသည့်အထိရိုက်ခဲ့သည်ကျွဲချူလဲကျသွားတော့တေပြီးဟူယူဆသည်ဤနေရာမှာချက်ချင်းပြေလေတော့သည်ဒုတိယအကြိမ်တိန်ထွန်ထွက်ပြေးခဲ့ခြင်း သို့သောယခုတစ်ချိန်တွင်ကတိမ်ထော်မလွန်နေမဝင်ပြီးပြန်လဲအဖန်ခံရလေတော့သည်ယခုတစ်ချိန်တွင်ကတိမ်ထွန်တိုက်မှာအတာအရှိနေရသည်အရိုက်အနှက်အမျိုးမျိုးကိုလည်းခံရသည်နှိမ့်ဆက်သည့်အမျိုးမျိုးကိုလည်းကန်းကုံအောင်ခံရသည်ဒီကလေးကတိမ်ထွန်သည်ငရဲပြည်ကခေချမ်းကြီးဟူသောစကားကိုသုံးတက်လာခဲ့ခြင်းဖြစ်သည်ယခုတတရအကျိန်တွင်သူ15နှစ်မပြည့်သေးသည့်တိုင်အောင် ဂျူနီယာဆောင်မှအပြောင်းခံရပြီဖြစ်၍အခြေအနေဆိုးများကို ပို၍ရင်ဆိုင်လာခဲ့ရလေသည်။ထို့ပေမဲ့သူမှမူတော့အပြင်ဘက်သို့မရောက်သည့်အတူတူငရဲပြည်မှနေရမည်အတူတူ ငရဲသားဖြစ်ရသည်ကကောင်းအောင်မည်ဟု ယူဆလာ၏။ဤသို့ဖြင့်တိမ်ထွန်တတရအကျဉ်ပြန်ရောက်ခဲ့ပြီးတနှစ်အကြာတွင်မမျော်လင့်သော အခြေအနေတင်များကို ရင်ဆိုင်လိုက်ရခြင်းဖြစ်သည်။သူတို့စီတို့လူတချို့ရောက်လာကြသည်။ တိုက်တွေကိုပိတ်ပြင်းလိုက်သည်ထမင်းဝဝစားလာရသည်ညီတို့သော အခြေအနေများဖြစ်ပေါ်လာနေသည်ကိုက အသေးစိတ်သူမသိဤအခြေအနေမျိုးတွင် မောင်ခွေးလည်းဤနေရာသို့ပြန်ရောက်လာခဲ့ခြင်းဖြစ်သည် မောင်ခွေးနှင့်ပြန်တွေ့ရတော့သူဝမ်းသာသည် တခုပင်မောင်ခွေးစီကစကားတွေကြောင့်သူတွေ့ဝေရခြင်းဒီတစ်ခါငါဒီကိုပြန်လာရတာကံကောင်းတာပဲတိန်ထွန်းတိန်ထွန်းရုတ်တရက်နားမလဲခင် ဒီလိုမှမဟုတ်ရင်ငါအပြင်ဘက်မှာလူတက်မှုကျူးလွန်ပြစ်မယ်ထင်တယ်။အကြောင်းရင်းကိုစုံစမ်းရလေးပြီ။တကယ်တော့ဒို့လူကောင်တွေကိုခပိုင်းနိုင်လုခိုင်းပြီ။ဆရာကြီးဆိုတဲ့လူကဒို့အပေါ်ဘိုးကျနေတာပဲ။အပြင်မှာဒို့နေရတဲ့အခြေအနေကအရင်ကဒီထဲမှာနေရတဲ့အခြေအနေတတအောင်ဆိုးသေးတယ်။သူ့အတွက်ဒို့ကခပိုင်းနိုင်ပေးရတယ်။ဒို့ငွေတရာနှိုက်ပေးပါမှ၁၀လောက်၅ချက်လောက်ပေးတာ။ဒီထဲတနေ့နှိုက်မရရင်ပဲ၁၀လား၁၆လားတခါတလေအရိတ်ခံရသေးတယ်။နောက်ဆုံးထောင်ထဲရောက်တော့ တို့လူကောင်းလေးတွေပဲရောက်လာတာ။မောင်ခွေးပြောပြတော့မောင်ခွေးကျင်လေခဲရသည်ဘဝအကြောင်းကြားရပြန်သောအခါတိမ်ထွန်းတုန်လှုပ်ရပြန်သည်။မိတို့ဖြစ်စေလွန်ခဲ့သော တလကျော်ကမူဤနေရာကိုအကျဉ်းတောင်အုပ်ချုပ်မှုအောင်မှလူမှုဝန်ထမ်းအောက်သို့ပြောင်းရွှေ့ခဲ့လေပြီ။ ေးပေါ့ကွာဟိုလုံးကနဲ့ဆိုင်ရင်တော့အခြေအနေတွေပြောင်းလာခဲ့ပြီပေါ့ဒီတော့တို့လေဘဝပြောင်းမှာပဲတိန်ထုံတိန်ထုံအဖို့မောင်ခွေးစကားကိုအကြိမ်ကြိမ်စဉ်းစားခဲ့သည်ယခုဒုတိယနှစ်အတွင်းမှာပင် အခြေအနေပြောင်းလာ၍လာမသိမိမိကိုယ်တိုင်ပြောင်းလဲလာနေသည်က အမှန်ယခုဤနေရာတွင်မိမိတတရအကြိမ်ရောက်ခဲ့သည်ဟုနှစ်နှစ်နီးလာခဲ့ပြီဘာပြောပြော အပြင်ဘက်မှာအမိအဖဦးကြီးဦးလေးတွေရှိလျင် တရားရုံးမှာလွှတ်မိတ်တောင်းခံနိုင်ပေပြီဆရာကြီးကလည်းမိမိအတွက် ထောက်ခံမိအမှန်ပင်ယခုကဆရာကြီးကိုယ်တိုင်ကမိမိလွတ်မြောက်ရေးအတွက်ထောက်ခံမိထားအောင်မိမိကိုမိသူက ထိန်ချောင်းဆောက်ရှောက်ပါမည်နီဤအခြေအနေမျိုးတွင်တိမ်ထွန်ဒုံလပမဲပေါက်ခဲခြင်းဖြစ်သည်ဤနှစ်ကတိမ်ထွန်အဖို့ထူကြသောနှစ်ဟုဆိုရမည် ဤနေရာတစ်ခုလုံးကိုလူမှုဝန်ထမ်းအောင် ပြောင်းရွှေ့ခဲ့သည်မှာစ၍ပြောင်းလဲလာသောအခြေအနေများတွင်ယခုနှစ်အခါတွင်ဒုံလဘတ်ရဟန်းခံရှင်ပြူပွဲသည်လည်းထူခြားမှုဖြစ်သည်ဤဒုံလဘတ်ရဟန်းခံရှင်ပြူပွဲတွင်တင်တန်းចောင်းကားတာမဟုတ်ရွာနီးချုပ်ဆက်ကပါပူတွဲပါဝင်ခဲ့သည်ဆရာကြီးနှင့်ဆရာတွေကိုယ်တိုင်ဒုံလဘတ်ရဟန်းခံရာတွင် ပါဝင်သည်တင်တန်းသားတွေတဲကလည်းပါဝင်သည်ဒီထဲမှာမောင်ခွေလည်းပါသည်ဤသို့ဖြင့် တိန်ထွန်းတို့လူတိုက်ဗရများစီဒီရိတ်တို့ရောက်လာခဲ့ကြခြင်းဖြစ်လေသည်စီဒီရိတ်တို့ဝင်ပြီး၍၃ရက်ပြည့်ယုံများနေငါတော့တင်နေအစင်ဒီမှာလာပြီးကိုရင်ဝင့်နေမယ်စိတ်ပူးတယ်ငခွေးဟူသောစကားကိုဆိုခဲ့မိလေသည်ဘာဖြစ်လို့ကိုရင်ဝင့်မလဲကွာကိုရင်မဝင့်လို့တို့ဘာလုပ်မလဲတို့တင်နေအစင်တို့ဘယ်သွားမလဲတို့ဘသူကလက်ခံမလဲမင်းမဲပြောခဲ့တယ်မဟုတ်လား တို့လက်ခံမဲ့လူတွေကမင်းပြောတဲ့ခပိုင်းနိုင်ဂိုင်းကောင်းဆောင်တို့တခိုးအဖွဲခေါင်းဆောင်တို့ကပဲလက်ခံကြမှာမဟုတ်လားဒီတော့တို့ကိုလက်ခံမဲ့လူကလူစုတွေပဲရှိတာမဟုတ်လားတီတော့မောင်ခွေးပင် ရုတ်တရက်အပြေမပေးနိုင်ခင်ထိုးကြောင်ပင်တိမ်ထွန်းသည် သူ့ဘဝကို အမှန်တကယ်သာသနာပေါင်းတွင်အယိုးထုတ်တော်မူသည့်စိတ်ကူးခဲ့ခြင်းဖြစ်လေသည်တနေ့ကမူမောင်ခွေးသည် စကားအဆန်းဆိုလာခဲ့လေသည်မင်းတကယ်ပဲဖုန်ကြီးဝက်မှာလားတိမ်ထွန်း ငါလွတ်တဲ့နေဝတ်မှာပဲဘာလို့ဝတ်မလဲကွာမဝတ်တော့တို့ဘယ်ဟုသွားရမှာလဲကဲမင်းဟာရောဒီအလွန်ဘဲသွားမလဲဘာလဲငါခွေမင်းအရင်နေရာကိုပြန်သွားအောင်မယ်စိတ်ကူးလို့လားမောင်ခွေးကကောင်းကိုခက်ဖြည်းဖြည်းခါရမ်းသည်တိမ်ထွန်စိတ်အားငယ်ရပြန်သည်ဒါဖြင့်ငါတို့တခြားလမ်းတစ်ခုခုရှာကြည့်ခြင်းသေးတယ်တို့အတွက်လူကောင်းတွေစီရောက်နိုင်မယ်လမ်းတစ်ခုခုပေါ်လာမလားလို့ပဲမင်းထင်သလား ငါတို့ထင်းကျင်နေတနည်းနေကြရင်တို့လမ်းကိုမြင်ရမလားလို့ပါယခုကတိန်ထွန်တို့လူတိုက်ဒုံလပတ်ရဲစေလေးပြီ လူဝတ်လဲခဲ့ကြလေးပြီပရမားစီဒီတောင်ကုန်းထမဆင်ခဲ့ကြရလေးပြီယခုတိန်ထွန်းဒီမောင်ခွေစကားကို ကြားရောင်လာပြန်သည်ထို့ကြောင့်သူ့ဘေးကမောင်ခွေဘက်သို့လှည့်ကြည့်လိုက်မိသည်ဟေ့အောင်အောက်လဲကြည့်စင်းအတော်ကြာချော်လဲပြီးလိမ့်ကြနေဦးမယ်မှန်သည် ပရမညာစီဒီလန်းသည်ယခုမှဖောက်ပြီးစားဖြစ်သည်မညီညာသည်မပြေပြစ်သည်ယခင်ကဆိုလျင်ဤတောင်ကုန်းသည်တကယ်တောင်ကတုံးယခုကစီဒီနှင့်ကြောင်းနှင့်ဇယံနှင့်အေးပါကွာကိုကိုကိုထိန်ပြီးဖြည်းဖြည်းဆင်းရမှာပေါ့ဒီလိုဆိုရင်တော့တို့တဖြည်းဖြည်းနဲ့လမ်းပေါ်ရောက်ကောင်းပါရဲ့ကွာထင်ရတာပဲငခွေးရေဝင်ခံကြဖြည့်ရမှန်ကိုမိပါသည် ရှူမဝါမဂဇင်းဇူလိုင်1994အပိနာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။